မင်္ဂလာပါတက်ကီဒီချန်နယ်မှာရွေးထင်းစွာကြိုဆိုပါရစေဖလစ်ပါကလစ်ကိုအသုံးပြုပြီးဖုန်းနဲ့ပဲအနီမေးရှင်းတစ်ခုပြုလုပ်တင်ဆက်လိုက်ပါရစေကာဒူနီလူကိုစတင်ထိတ်ကူးပုံဖော်ပုံလေးကိုတင်ပြလိုက်ပါရစေလှုပ်ရှားမဲ့လမ်းကြောင်းလေးကိုဥစွာဖန်တီးလိုက်ပါရစေဒီလမ်းကြောင်းလေးအတိုင်းရာဝတ္ထုတစ်ခုကိုထုတ်ချပြပါမယ်။တောက်တုံးလေးတွေနဲ့စတင်ပြသပါမယ်။ တောက်တုံးလေးအရွေအတွက်ပုံကျန်းလေးပုံထုတ်ပါတယ်ဒီလေးပုံနဲ့အနီအောင်လမ်းကြောင်းပေါ်မှာပလေးကြည့်ပါမယ်ပုံ1ပုံ2ပုံ3နဲ့ပုံ4ပဲဖြစ်ပါတယ်အနီအောင်လမ်းကြောင်းလေးကိုဖြောက်လိုက်ပါမယ်ပလေးကြည့်ပါဦးမယ် ကျွန်တော်ရဲ့စကူးထုတ်ပုံလေးကိုတင်ပြလိုက်တာပါဒီနေရာမှာဂျုံပုံလေးအစားထိုးလိုက်ပါတယ်ဂျုံပုံလေးတွေကိုအစားထိုးပါမယ်ဒါကတော့ပုံ1အတွက်ဖြစ်ပါမယ်။ပုံ2 3လေးကိုလည်းစက်ရေးပါတယ်။ ပုံစံထုတ်တဲ့အနေနဲ့ပုံ1234ကိုတစ်ဆက်တစ်ဆက်တည်းစောပြထားတာဖြစ်ပါတယ်။ ကတ်တွန်းပုံတွေကိုဒီလိုလေးတွေးပြီးဖန်တီးသင့်ပါတယ်ပုံ1ပုံ2ပုံ3ပုံ4နဲ့ပုံ5ဖြစ်ပါတယ်ပုံ5ကိုပုံ1ကိုပြန်သုံးပါတယ်ပလေးကိုဖွင့်ကြည့်ပါမယ်လမ်းကြောင်းလေးအတိုင်းခုံလိုက်တာဖြစ်ပါတယ်တဲ့ဂူရှိရင်စီးတယ်လို့အနီမေးရှင်းနေကို